ချပုံမျိုးနဲ့နိုင်စပားတင်လာတဲ့ကားကကျောင်းသူစပိန်ကိုဝင်တိုင်းမြောက်ဆယ်တန်းကျောင်းသူတအူနေရာမှာနေပွဲချင်းပြီးသေဆုံးမင်္ဂလာပါပရိသတ်ကြီးရှင်။ ARD တိုင်းဒေသကြီးဖျားပုံမျိုးနဲ့တမိန်ထောကြီးရွာမှာစပားရီတင်လာတဲ့ကားနဲ့စပိန်နဲ့တိုင်းပြီးခဲ့တာကြောင့်ဆယ်တန်းကျောင်းသူတအူနေရာမှာနေပွဲချင်းပြီးသေဆုံးသွားကြောင်းသိရှိရပါတယ်။ ဖြစ်စင်မှာအေရီတိုင်းဒေသကြီးဖျာပုံခရိုင်ဖျာပုံမြို့နယ်တမိန်ထောကျေးရွာမှာဒီကနေ့ဇွန်လ16ရက်2025ခုနှစ်နနက်7:30မိနစ်အချိန်ခန့်မှာအာထကတမိန်ထောကျောင်းသို့စပိန်ဖြစ်ကျောင်းသို့သွားတက်နေစဉ်တမိန်ထောကျေးရွာရွာလဲတံတားအစင်းမှာဆယ်တန်းကျောင်းသူအားဂျားလန်မှစပားများတင်ဆောင်လာသောကားမှာဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ရာတမိန်ထောတိန်ကုန်းကျေးရွာရွာလဲရက်ကွက်နေအဖအူတန်းထိုင်အောင်အမိတော်ဆုစုလိုက်တို့ရဲ့တမိဖြစ်သူမတ်စွန်ဖူပိုင်အသက်15နှစ် ်ဆယ်တန်းချောင်းသူဖြစ်သူအခင်ဖြစ်နေရမှာပင်ပွဲချင်းပြီးတည်ဆုံသွားကြောင်းသိရှိရပါတယ်တေဆောင်သူចောင်းသူရဲ့ရေဝလောင်းကိုတမိန်ထောကြီးရွာမြတ်တော်ကုသိုလ်လူမှုကွန်ကြီးရဲ့အသင်းမှာကဏိစေယုံရင်ခွဲယုံတို့ပို့ဆောင်ထားပြီးနေအိမ်တို့ပြန်လည်ပို့ဆောင်ပေးခဲ့ကောင်အသက်52နှစ်ခန့်ရှိရင်မောင်းဖြစ်သူအားဖြာပုံမျိုးနဲ့ကြုံကတွန်းရဲစခန်းမှတဆင်ဖြာပုံခရိုင်တရားယုံတို့ပို့ဆောင်၍အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည် ဒေသခံများရဲ့ပြောပြချက်အရအဆိုပါလမ်းကျဉ်းလေးထဲမှာကားတွေကမတန်တဆအရှိန်လုပြီးတော့မောင်းတာတွေဘေးပြီးဝဲရအခြေအနေကိုမကြည့်ပဲအရှိန်တင်ပြီးမောင်းကြတာတွေနဲ့ပတ်သက်ပြီးပြောဆိုထားတာတွေလည်းရှိနေပါတယ်။ဒေသခံတအူကလည်းကားသမားတွေကတမိန်ထောလမ်းမှာဆိုရင်အရှိန်မလျှော့ကြဘူးအလူအရက်နဲ့မောင်းကြတာဒါကရွာလမ်းလေးကိုလေသူတို့ကအရှိန်လုံးဝမလျှော့ကြဘူးလို့ပြောပြထားတာလည်းဖြစ်ပါတယ်။